ဖေခုံမြို့နယ်တိကျိတ်ကျေးရွာအုပ်စုအတွင်းမှာရှိတဲ့မြင့်မထီတောင်တတ်သူသူဖော်မှုဆက်ကျင်ဆန္ဒပြလှုပ်ရှားမှုအတွင်မှာဥဆောင်နေတဲ့ပရာဒေါင်းဆွေမျိုးစုဥက္ကဋ္ဌခွန်အောင်နိုင်စိုးနဲ့အတွင်ရင်မူခွန်ခိုင်မင်းနိုင်တို့ကိုလေးပွတ်ကျဲကုမ္ပဏီဥက္ကဋ္ဌဦးတန်းစိုးနိုင်ရဲ့တပ်သားတွေကပြီးခဲ့တဲ့မေလ16ရက်နေ့မိုးလွဲတနင်္လာအချိန်မှာလက်ထိတ်ခတ်ဖမ်းဆီးလိုက်တယ်လို့တပိတ်အတွင်မှာပါဝင်တဲ့လူငယ်တွေကပြောပါရယ်မေလ16ရက်နေ့မှာမြင်းမထီတောင်ကာကွယ်ရေး ဆန္ဒပြကန့်ကွက်ရေးတပိတ်စကြောင်းစုစည်းနေစင်မှာပဲလေးပွကျဲကုမ္ပဏီဥက္ကဋ္ဌရဲ့တားဖြစ်သူကရောက်လာပြီးတိကျိတ်ကြေးရွာအတွင်မှာရှိတဲ့ကယန်းအမျိုးသားကောင်းဆောင်ကြီးလည်းဖြစ်ကယန်းပြည်သက်ပါတီဥက္ကဋ္ဌလည်းဖြစ်တဲ့ဥရွှေအေခငင်းကယန်းထံရဲ့နေအိမ်မှာတွေ့ဆုံခဲ့ကြပြီးတဲ့နောက်မှာဖန်စီခေါ်ဆောင်သွားတာဖြစ်တယ်လို့သိရပါဗျ။ဖန်စီခေါ်ဆောင်သွားတဲ့ဆွေမျိုးစုကောင်းဆောင်တွေကိုဒီနေ့မေလ16ရက်နေ့ညနေ4:00နာရီနောက်ဆုံးထားပြီးအမြန်ဆုံးပြက်လို့ပေးဖို့ကို ပရာဒောင်းဆွေမျိုးစုဗဟိုကော်မတီကမနေ့ကမေလ16ရက်နေ့မှာသဘောထားထုတ်ပြန်ထားပါတယ်။တရုတ်မစ္စတာဝမ်ကုမ္ပဏီနဲ့လေးပွေကျဲကုမ္ပဏီတို့ကပရာဒောင်းဆွေမျိုးစုဒေသမှာရှိတဲ့မြင်းမတီတောင်ပေါ်မှာအကြီးစားတတုဒူးဖော်မှုပြုလုပ်ဖို့အတွက်ငါးနှစ်စာချုပ်ချုပ်ဆိုထားခဲ့ကြတာပါ။အဲ့ဒီတတုဒူးဖော်မှုမှာတော့ဒေသခံတွေရဲ့ဆန္ဒမပါတာကြောင့်ပရာဒောင်းဆွေမျိုးစုလူငယ်တွေကအပြင်းအထန်ဆန္ဒပြအခက်ကွက်နေကြတာပဲဖြစ်ပါတယ်။